အာရီတိုင်းဒေသကြီးမအူပင်ခိုင်ပန်းတန်တော်မျိုးနင်းမိသက်ဦးစီးဌာနကစာတင်ကြောင်းအခြေပြုမိဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနင်းလက်တွေ့မြင်ရတဲ့တရုတ်ပြတာခြင်းကိုမျိုးနင်းမိသက်ဦးစီးမှုဦးမမောင်ဦးရဲ့အစီအစဉ်မှုဖြစ်ဒီကနေ့မနက်ပိုင်းကခတိယအထက်ကြီးရွာအုပ်စုခတိယအထက်ကြီးရွာရှိမွန်လွန်ခတိယရွာတဲ့စာတင်ကြောင်းမှာပြလို့ပါရင်အဲ့လိုဆောင်ရွက်ရမှာ ညွန့်နေပြီးတဲ့စကံမှာလက်ထောက်မီတဲ့ဦးစီမှုဦးဆောင်ပြီးတန်ဒီအရန်တပ်ဖွဲ့ဝင်များနဲ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုတို့မှစာတင်ကြောင်မီပြီးလုံခြုံရေးအတွက်စစ်ဆေးခြင်းနဲ့မိငိမ့်တက်ရေးဇက်တိုက်လေးခြင်းအခမ်းအနားမှာစာတင်ကြောင်အခြေပြုမီပြီးလုံခြုံရေးဟောပြောခြင်း မိဘတတိမူရေလက်ကန်းစဆောင်များဖြန့်ဝေခြင်းနှင့်မြင်းတဲ့ရေဇက်တိုက်လေးခြင်းများပြုလို့ရန်အခမ်းအနားကိုကျောင်းဆရာမကြီးဒေါ်ရင်ွယ်စိုးနှင့်ကျောင်းစု28စုတို့မှဆရာဆရာမများကျောင်းသားကျောင်းသူများအင်အား250ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရပါသည်ပန်တနော်မျိုးနှင့်မိသက်ဦးစီးဌာနမှသာဒနီကအစာအုံးများဘာသာရေးဆိုင်ရာအစာအုပ်များ73စီအယောင်ဆိုင်များ ဈေးများစာတင်ကြောင်းများစက်ယုံအလုပ်ယုံများဌာနဆိုင်ရာများတဲခုခဲများဓာမြေဩဇာအယောင်ဆိုင်များစာတောက်ဆိုင်များလူနေအိမ်များတိန်စင်းတိန်တန်မိဘေးလုံးကြုံရေးစစ်စေးခြင်းများကိုအရှိဟုံမပြတ်ဆောင်ရွက်လျက်ရှိတယ်လို့တည်င်ရရှိပါရယ်ရှင်။